မခင်ခင်ထူးရဲ့မယင်ကံဆိုတဲ့ဝတ္ထုကို အပိုင်း29နေနဲ့ဖပြပြီးမှဖြစ်ပါတယ်ရှင်။ဖုံတထောင်ထောင်ထဆန်ခဲ့သောဖုံလုံးကြီးတွေဆောင်းချန်းကုန်းရွာတာလန်တွင်ဖုံတထောင်ထောင်ထအောင်မောင်းလာသောဂါရစီကြောင့်တရွာလုံးကရက်တန်ကြာချိန်ထိပြောလို့ပဲမပြီးနိုင်ကြ။မယင်ကံပင်အိမ်ပေါ်ကပြေးစင်ကြည့်ခဲ့ရသည်။ရွာလန်းတလန်းလုံးရှင်ပြွေးကြည့်သလိုကြည့်ခဲ့ကြသည်။ဆောင်းချန်းကုန်းမှတည်းမကပါ အနောက်တန်းရွာတွေရပါဒီကားကြားလှိုင်းလှိုင်းထအောင်ပြောနေကြသည်ကားကမကြီးနာပဲဒေဝတော်ပါမောင်းသွားခြင်းဖြစ်၍ရွာသူရွာသားတွေထွက်ကြည့်ကြချိန်မှာအတော်ဝဝေးကိုပင်ရောက်နေပြီဆို၏မြင်းချံဆောင်ချံကုန်လန်းသည်လဲလန်းဆိုတော်လဲကားမောင်းလို့ရသည့်မြေမာလန်းဖြစ်သည် ထိုနေ့ကတစောင်းမုံလာပြေကျော်နှစ်ရက်နေဖြစ်သည်ကားမှုန်ကုတ်ကုတ်နေပါတော့ဘလူးမျက်နှာ ਈ တာကြည့်တော့အလံကလေးထိုးထားလိုက်သေးတာ ကားပေါ်မှာစစ်ပလိတ်တွေလားမသိဘူး။နှစ်ယောက်ပါသွားတာပဲ။အနောက်ထဲထိုးမောင်းသွားတာများဖုန်းကြည့်ပြန်ဝဲဒုံလွတ်လိုက်တဲ့အတိုင်းပဲ။ယော၊ကျုပ်တွေ့တာ၃ယောက်ပြ။မောင်းသွားတာကတယောက်တသက်ရဲ့။နေရွက်နှစ်ဖက်ကဖလက်ဖလက်နဲ့တယောက်ကမြင့်မှန်နဲ့။နှခမ်းမွေးပါတာကတယောက်ရဲ့။ကျုပ်ကနွားစာရေးကပြန်မျက်ထုံးကြည့်နဲ့။ကားပေါ်ကလူတွေကကျုပ်တောင်ပြုံးပြသွားသေးတာ။ဝေါကနေဖြတ်မောင်းသွားတော့ကားကိုဘယ်သူမှကတူဝပြိုင်ဆောင်သလိုကြွကြွတင်းတင်းကကြည်နေခဲ့ကြတာမဟုတ် ထွက်ကြည့်ကြပြီဆိုတဲ့ကတရကြမ်းမောင်းသွားသည့်ကားကို နောက်မီးကမမောလာမြင်လိုက်ရချင်းသာဖြစ်ပါ၏နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြသည့်ကာလတစ်လျှောက်လုံးကားရဲ့လို့တစ်ခါဘူးမြမလာခဲ့ဘူးသောဒီဘက်ရွာလေးကိုကားစီးရောက်လာတာကလည်းထူဆန်နေသည်မြို့ဘော်အရာပေါမရှိသူတွေကတော့ကားဆိုတာမမြင်ဘူးတော့ဝတ္တဝတာနိုင်လာသည်ဒီတစ်ခါတော့အလံထိုးထားသောကားမုံကုတ်ကုတ်ဆိုတာကြီးဟာ ဘာတဘောနဲ့များတရောတော့ပါပြေးလွှားရှိရပါလိမ့်။ကားပေါ်ကလူတွေကကောဘသူတွေပါလိမ့်။ဒီဘက်ရွာတွေမှာဘာကိစ္စတွေများရှိလို့ပါလိမ့်။မဟင်ကံပင်အိမ်ပေါ်ကစင်ကြီးခဲသည်ဆိုတော့လေရေရောင်ပင်မတွေ့လိုက်ရ။တရင်နေကတော့မြို့မြို့ပင် ဖြက်သွားသည်ကားကြောင်ကိုပြောကြသည်ပင်အပူစကားပူတွေစကားအကားတွေပါကြသည်။သူတို့တေချာလာတော့တည်င်းစကားသည်ဒီကားရွာလန်းကိုဖြတ်မောင်းသွားပြီ၃ရက်လောက်ရှိမှရောက်လာခဲ့၏ တရင်ကိုတင်ဆောင်လာသူကအမှုပွဲစားကြော်တင်မင်းဖြစ်လေ။ဂျပန်မာစတာတွေကမြင်းချံမှာရုံးဆိုင်ကြတာကိုဗျ။မြေတော်မှာလည်းဂျပန်ရုံးရှိတယ်၊စမိတ်ခုံမှာလည်းရှိတယ်။သူတို့နီပွန်မာစတာခေါ်ရတာတဲ့ဗျ။ဂျပန်လို့ခေါ်တာလာလာမှကိုမကြိုက်တာတဲ့။ပါများကျူအောင်ရိုက်တာတဲ့ဗျ။ကျုပ်တို့ရွာတွေဘက်ကိုပါလာလို့တာတော့ပါရိုက်ဖို့လာကိုချော်တင်းရဲ့ထွက်ပဝင်ပောက်တွေလမ်းနေတရားတွေလမ်းဆောင်လမ်းခွာတွေအကုန်လိုက်ကြည့်တာဗျာ နီပွန်မတ်တာတွေအားကားမှတ်လို့ဂျပန်ဆိုသူတွေကိုမြင်လိုက်ကြရတော့လေဂျပန်တို့ဤသတင်းကတော့မကောင်းလှပါဆရာကြီးပြောမယ်ဆိုလဲပြောစရာဆောင်ချန်းကုန်းတာလန်ကိုဖျက်သွားခဲ့တော့ဂျပန်က ခေါ်ကြသည့်ထိုမုံကိုကိုကားဒစီနောက်တွင်ဖုန်နေတလုံးလုံးထားကြံရိတ်ခဲ့သလိုပင်မဟင်ကိန်းဘွားနောက်ပိုင်းတွင်လည်းထိုကားနှင့်အတူပါလာခဲ့တော့ဆိုးရွားလာသောကန်ဂျမာဖုန်လုံးကမစဲနိုင်အောင်ရှိခဲ့ရပါ යි ။ ရွာလန်းကိုကားတစ်စီးဖြတ်သွားခဲ့သည့်နောက်တစ်ပတ်ကြာတွင်ဆောင်းဆန်းကုန်းရွာလန်းတွင်ဒုတိယကြိမ်ထူဆန်းသောဖြစ်ပျက်တရကြုံရပြန်ပါ၏ထိုညကတပုတ်တွင်လာဆန်း73ရက်လာသည်ဆောင်းဆန်းကုန်းကောင်းကင်၌ထိထိန်သာလျက်ရှိလာတာရက်ကိုသာညာ၏အလင်းရောင်ဖြင့်မျောကြရသောကလေးတွေကတော့ထုံးစံအတိုင်းရွာလန်းတွင်ကြွကြညံအောင်စော့စားနေကြလေသည်ကိုရင်ရှိလန်းပေါ်မှာဒါမှမဟုတ် ကိုဝိုင်းတိုင်းစစဲထဲမှာအော်ဟစ်ပြင်းလွားကစားနေကြသည်ဖြစ်ရာဆောင်းချန်းကုန်းညသည် အော်တန်ဟစ်တန်ညင်းတန်ခုံးတန်စူတန်ညံတန်တို့ဖြင့်လှုပ်ခတ်လျက်ရှိရမှာတဖြည်းဖြည်းလကလေးပင်ရလာခဲ့ပါ၏မအိမ်ကန်တို့အိမ်ကတိုင်ကန်နိုင်ရင်ကိုချက်တင်တင်မြည်ခဲ့ပြီးပြီရွာဦးစရာတော်ကြောင့်စီမဖျားဝပြုတ်ပြီးချင်းစီမောင်းထူတန်ကြလိုက်ရပြီလာရောက်အောင်မှာဆောင်းချန်းကုန်းရကလေး၏အလားက အင်းမြသောရာသီနှင့်လိုက်ဖက်အားဝင်ပါနေလေသည်ထိုစင်မှာပင်ကျေလောင်လှသောတနတ်တန်တစ်ချဲသည်ရွာရှိစီကအုံငနေကြလိုက်ရလေသည်ထိုအခါပွပွညံနေသောလှရောင်အောက်ကရွာကလေးသည်လည်းချက်စင်းပင်တိခနေငိမ့်သက်သွားလေသည်တနတ်တန်ကအိဆက်သောညကိုကျေလောင်စွာလှုံလိုက်သည့်အတွက်ရွာသူရွာသားအားလုံးတို့တော်တို့တော်ဖြစ်ကုန်ကြသည်။မဟင်ကန်နှင့်ကျေးဦးတို့ပင်လာရောက်ကြနေသည့်အင်ရှိကွက်လမ်းမှာထိုင်ကြရင် ရွာတရင်ရက်တရင်နေပြောနေကြခိုင်ပြေမှတ်အိမ်ကဘာရောဟဲ့မလာအောင်ဒီပင်အိမ်ထဲကပြေးထွက်လာကအမော်တော်မေးလိုက်သည်မလာအောင်ဒီပင်အိမ်ထဲကပြေးထွက်လာကအမော်တော်မေးလိုက်သည်တနတ်တန်ထင်တယ်ဒွေလာအောင်ရွာရှိစုတကားကနေမှာမဟုတ်လာဘူးနော်ကြည့်ဦးငါစိတ်ထင်တာပြောရရင်ကိုဘကိုနော်ဝိုင်းတိုက်လောက်ကနေမှာဘသူကမှလည်းတည်တည်ချာချာမသိတော့ခံမငင်းတာ ကိုစိတ်ထင်တဲ့ကိုသာမှန်းဆနေကြရသည်မဲ့အင်ကန်ကတော့ရွာကိုဓမြဝင်ပြီးလို့တွက်လိုက်သည်ဖိုးတုံးနဲ့ဖိုးကူတို့ညီကိုနှစ်ယောက်ကတရှိတက်စီခိုင်းကြရင်ခြံတကားပဲပြေးကအပြင်ကိုမြင်ရသလောက်ကြည့်နေကြ၏မဲ့အင်ကန်နဲ့ဂျေဦးကအိမ်ပေါ်ထက်ကိုတက်လာခဲ့ကြကတာလန်းရှိပဲမျောကြည့်ကြသည် လရောင်ကလွယ်ရည်ဘာမှမရှိဆော့စားနေကြသည့်ကလေးတန်တွေကတော့တစိုးတစီးမျှမရှိကြတော့ အမေပန်းရုံမှာပေါ်ထတက်လာခဲ့ကရွာလန်းကိုချိန်နေခဲ့သည်တိတ်မကြပါကွန်းတရာညံလောက်တွင်ပျော်ပျော်မြည်တန်ကြီးကိုကြာရလေးပြီးအတန်ကညီလာသည် လမ်းမပေါ်ကိုပြင်းထန်သော ခြေဆောင်တန်မျိုးဖြင့်ဟဲ့ကြည့်ဦးလှမ်းကြည့်စမ်းကလေးမျက်စိနဲ့အားမျက်စိတဲတော့မမဲအုပ်ကြီးမြင်သလားလို့ဟုတ်ပါရေးရေးလူတွေတော့မနေမနှောပါလားဘာများလောက်ကြဖို့ပါလိတော့ဘဲရလူတွေလဲတို့ရွာကလား ပြောတတ်ဖို့ရည်ရဲ့လူတွေကမဲမဲလှုံနေတာမြင်ရတာပဲမဲအင်ကန်လည်းမြင်နေရပါရဲ့ထင်းဆောင်နေတဲ့တွေကမဲအင်ကန်ရင်ကိုနင်းနေကြသလားထင်ရသည် ပြုတ်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 မဲအင်ကန်တို့ဘက်ကိုပင်နီလာခဲ့ပြီရှေ့ဆုံးမှာမြင်စည်းသူတယောက်ပါသည်ထုံမြင့်နောက်မှာတော့ငါးယောက်တရွဲလျှောက်လာကြသည်လူတန်းလူတန်းကတိမ်ဖြေလာတော့လဲမြားမန်းတီသားသည်အမေဂျပန်ဆိုတာနဲ့တူတယ်ဘာလို့ကြတာပါလဲ အနောက်ရွာလေးပဲသွားကြဖို့နဲ့တူတယ်။ဟုတ်ပါတော့ညာဤမင်းဟုတ်တယ်ဂျပန်စစ်သားတွေစိုးသားနေမှာမဟင်ကန်တို့ကလေတံဖြင့်ပြောင်းနေကြတော့လေစစ်ဖနတန်နေကြောင်းရွာပင်ခုန်နေသလားမှန်ရပါ යි တိတ်တော့မကြပါရွာကလေးသည်ပြန်လဲတိတ်ဆိတ်သွားခဲ့သည်လရောင်ကရွာကလေးကိုမြူဆွေးနေသေးတော့လေအတန်ဟူ၍ကလင်းကိုတန်ပင်မရှိငိန်သက်ချင်းကကြီးစိုးလွန်ပြန်တော့ချောက်ချဖို့ပင်ကောင်းနေသည် ထွန်းထားကြသည့်မိခွက်များပင်ငြိမ်ကုန်ကြပြီးရွာတုံအောင်ဖျက်သွားကြသောဂျပန်စစ်တပ်ဆိုတာကိုလာရောက်တဲ့မှာတွေ့ခဲ့ကြရပြီးဆိုတော့ဘာမှန်းမသိကြပဲကြောက်လန့်နေခဲ့ကြပါ යි မဟင်ကံမှာအဖေနှလုံးပြူတနက်ကိုဆက်ရောက်သွားခဲ့ရသည်ရင်တွေတဒိဒိခုံရပါ යි ထုံညာကဖြစ်ပြက်သည့်ဆောင်းချန်းကုံရွာကိုဒုတိယကျင်းဆောင်းခါလိုက်သည်ညာဟူပင်ဆိုရတော်မူပြင်းထန်သောစစ်ဖက်တပ်များဖြင့်ဖျက်သွားခဲ့သောဂျပန်တပ်စိတ်တစ်စိတ်သည် လောလောဆယ်ဘသူကမှရံပြူခဲ့သည်မရှိရွာလေးကိုပင်ရှိသည်မထင်သူတို့လမ်းကြောင်းကြာရာတိုင်းသွားကြယုံသာသို့တော့ထိုကားသည်မြင်းချံကိုဗဟုပြု၍မြင်းချံအရှိလံအနောက်လံတောင်လံမြောက်လံကြည်ရွာများစီအရာပေါများလာခဲ့သည်ကားကပူပြပြန်ပါဇက်ပြပြန်မိခွက်တွေကမျက်လုံးပြပြဖြစ်ရာရွာကဒီကားကိုတော်ဘလူးကားဟူခေါ်ကြပါသည်ကြတော့လေတော်ဘလူးကားကိုစိတ်ဝင်စားနိုင်ကြတော့ တော်ဘလူးကားပေါ်မှာဂျပန်စစ်ပိုးတွေပါလာတတ်တယ်လို့မြန်မာတယောက်စားနှစ်ယောက်စားလဲကာနောက်မှာပါလာတတ်သည်တခါမှတော့ရွာကားမှုပဲစားကြော်တင်အခန်းသားပါလာခဲသည်ကြော်တင်ကဂျပန်စစ်ပိုးထက်ပင်မျက်နှာကြီးတင်လာပါ၏ရွာကတော့မဲစလီကလပတ်တက်ဈေးတန်လာချင်းလို့ပြောကြသည်ကြော်တင်လက်မောင်းမှာဂျပန်စာရေးထားသောလက်ပတ်နီးပတ်ထားတာကိုလည်းမြင်ကြရ၏ တော့ဘလူးကားကရွာကိုအသေးစိတ်လိုက်ကြည့်တော့လေကြော်တင်ပဲလိုက်ပြသည်ရွာစည်းရိုးတွေကိုပြသည်မြင်စင်တွေကိုပြသည်ရွာဖုံးကြီးเจ้าကိုပြသည်ဖုံးကြီးเจ้าကိုဝင်သည်နေကဂျပန်စစ်ပိုးကဖနှမ်းချွတ်ပဲเจ้าမော်တက်လာခဲတာကိုရွာကမကျင်နဲ့ကြာစကားကြုံလင်းဒီလိုပြောကြသည်နေပါအောင်ကွာအမှုပွဲစားကြော်တင်ရဂျပန်နေနဲ့ဘလို့လို့ပူးသွားတာလေဒီကောင်ကအင်္ဂလိပ်လူမဟုတ်လားတို့အင်္ဂလိပ်ရက်လဲတရားလေသူပဲဟောခဲ့တာပဲဟာ သိဘူးဗျမြင်းချံဂျပန်ယုံကိုရောညီတော်ယုံကိုပါအရာ ပေါင်များရကလက်မောင်းတစိတ်တခုရလာတာပဲဒီကောင်ကပဲကြီးရေစိန်ဗျအချိန်တိုင်းရင်ပွားလာတာရွာသားတွေကစစ်စဲပြောရဲကြတာမဟုတ်ဂျပန်နည်းပေါင်ရပါမလားဆိုသည်စိတ်ပြင်းမကြည်မချမ်းဖြစ်ကြတာမဟုတ်เจ้าหมอพเนศีดาก็มตายากังล่ะโซดาก็มคันจินผิดจาจินผิดติอะคุแลญี่ปุ่นสิปูมะก็ตูก็เวอูซองกายั่วปะวนจินไล่ปะณีบีบาตบอมะบาเลย ဆောင်းချန်းကုန်းရွာနေမဲလားတခြားရွာတွေကဒီလိုပဲလားဒီတရင်တွင်မဲ့အိမ်ကန်ကြတော့ရွာကဘသူများမကောင်းကြံအောင်မှလည်းတွေးပူရပါ යි မနေ့တနေ့ကပဲအင်္ဂလိပ်ဆိုရာကောင်းကြောင်ပြောခဲ့သည်အင်္ဂလိပ်လက်နက်တွေကောင်းကြောင်ပြောခဲ့သည်အခုတော့ဂျပန်စစ်တပ်နောက်ကတကောက်ကကြော်တင်စင်ကြံကြံလေးပြီထုံနေကလွန်ကျင်းထန်လာတော့အကူတော်ကအမှုပွဲစားကြော်တင်ကပဲစောင့်ကျင်လာခဲ့ပါ යි ထိုမနက်ခင်းကမနက်စာစားပြီးကြာသည်နေဆိုင်ရာလုပ်ငန်းဝင်ခဲ့ကြသည်အမေပန်းယုံနှင့်မလာအောင်ကချက်ရည်ပြုတ်ရင်ထင်းမီကိစ္စလုံးပန်းနေကြခိုင်းဖြစ်သည်မဟင်ကန်ကတော့ရက်ကန်ယုံထဲမှာဒီရက်ထဲမှာရှရှာပါပါအထဲမှာတွေရထားခဲ့သည်မြင်းချံပွဲစားကြီးကတော့ကရွာလူကျုံပြင်းမကြီးစေးကွက်စင်ပစိုးထဲတရားမှာကြာလာသည်ပြင်းမဟင်ကန်တို့ရက်ကန်ယုံမှာအလုပ်တင်များနေကြရကပြီးပြတ်အောင်ပို့လိုက်နိုင်ပြီဖြစ်ရာ ရက်ကန်သမားတွေကိုအနာပေးထားရခြင်းဖြင့်ရက်ကန်သမားတွေအလုံနာခိုင်းမဟင်ကန်နှင့်ဂျေဦးကရက်ကန်ယုံတန့်ရှင်ရေးဝင်ကြရသည်တိုလီမုတ်စာပြုတ်စာပြင်တောင်းနေချီစာဟောင်းတွေကအစာပုံမြင်နေအောင်ပြောင်းစင်အောင် ရှင်းလင်းနေခဲ့ကြသည်နှစ်ယောက်သားခေါင်းပေါင်းကြီးတွေပေါင်းထားကြကလက်ရှိအင်ဂျီထူကြီးတွေဝတ်ထားကြတော့လေပုံမြင်တွေတကူလုံးပြေးပွားနေကြသည်ဥတာထံကတော့ သူ့မြင်းအိုကြီးစိန်ပွင့်ကိုမြင်းစာကျွေးနေတော့ဘိုးကူနဲ့တူရှင်နေကြ යි တကြီးတကြီးဥတာထံကျဲလောင်မှာကြောလှတော့တန်းကဝင်းဝါကိုကြော်ကရက်ကန်ရုံထဲထီရောက်လာခဲ့သည်မဟင်ကန်ကလှုပ်လက်စားလှုပ်ကိုခဏရက်ရင်ဝင်းဝါကိုလှမ်းကြည့်လိုက်သည် လူသုံးလေးယောက်ဖိုးကူကသွားဖွင့်လာလေမြင်နေရသည်ရှေ့ဆောင်ကဝင်လာသူမှာအမှုပွဲစားကိုကြောတယ် လက်မောင်းမှာပိတ်နီပတ်ထားသဖြင့်ရှောင်ဝင်လာသည်ပင်ခက်တင်တင်ဖြစ်နေလေ။သူ့နောက်မှာဂျပန်စစ်ဗိုလ်နှင့်အတူတူဖြစ်၍တနက်ရှိကိုင်းဂျပန်စစ်သားနှစ်ယောက်ကဂျပန်စစ်ဗိုလ်ကိုရန်လျက်ဝင်လိုက်လာကြသည်။မအင်ကန်ကကျေးဦးကိုတာယာလက်ကားပြကရက်ကန်စင်နောက်ဖေးပေါက်စီမှဘဲမော်တိုက်ဘက်ကိုပြေးရန်မျက်ရည်ပြလိုက်သည်။ကျေးဦးကလည်းအပါမအင်ကန်မျက်ရည်ပြလိုက်သည်နှင့်လှေခနဲပြောက်သွားခဲ့ပြီ။ မှတ်အင်ကန်ကလည်းပဲမော်တိုက်ပတ်ကူရန်ပြင်ဆင်လိုက်ချိန်ပါပြီအမှုပွဲစားကြော်တင်တန်ကိုကြားလိုက်ရသည်တကြီးရောဒေါ်ပန်းရောဟော်ဒီမာစတာတွေကတကြီးနဲ့တွေ့ချင်တယ်လို့ပြောနေတယ်တွေ့တာပေါ့ကွယ်ရှိပါသေးထိုင်ကြပါအောင်ဘာများပါလဲမောင်ကျော်ဒီမလန့်တာမထိတ်တာကွယ်မိပန်းရောကတန်ကိုထိန်ထိုင်ရင်က ပြန်ပြောလိုက်ချင်းဖြီးဒီချိန်မှာပဲမှတ်အင်ကန်ကပဲမော်တိုက်ပတ်ကိုသာထွက်လာခဲ့သည် ဂျပန်စစ်သားနှစ်ယောက်ကမျက်စိငြိမ်နေကြသည်မဟုတ်တနတ်မောင်းကွင်းထဲလက်ထဲထားကြရင်မတင်ကားဖွဲရာလှုပ်ရှားမှုကိုလိုက်ရှာနေကြသည်ပမာပြီကျော်တင်ကဂျပန်စစ်ဗိုလ်ကိုဒေါ်ပန်းယုံချပေးထားသောထိုင်ခုံမှထိုင်စေသည်ဂျပန်စစ်ဗိုလ်ကရုပ်ကြီးတရုပ်လိုခံစားမှုရှိသောမျက်နှာပြင်တောက်တောက်ကြီးထိုင်တီးကလွဲ၍အသံမထွက်ထိုစင်မှာပင်ဥတာထိုင်အိမ်ထဲကထွက်လာခဲ့သည်ဘာများလဲမောင်ကျော်တင်ရဲ့ကြုတ်ကိုမေးဆိုသလားလို့ ဟုတ်တယ်ကျုပ်ကလည်းနီပိုမစတာတွေကတွေ့ချင်တယ်ဆိုလို့အကျိုးအကြောင်းမေးရတာပါဗျာကျုပ်တို့ရပါအဆဆရရတတ်တူမကြအောင်လုပ်နေရတာပါပဲဒီလိုတစည်းမှအင်္ဂလိပ်ကပေးထားတဲ့တနတ်ရှိတောင်ဒီကနီပိုမစတာတွေကပြန်သိမ့်ဖို့ပြောနေတယ်ဥတာထန်မျက်စိမျက်နှာပြတ်သွားခဲ့သည်ဆရာကြီးလာတတိပေးသည့်အတိုင်းပါပဲလားအင်္ဂလိပ်ပေးတဲ့တနတ်ကိုအကြောင်းရှာလာကြပါဘကောဂျပန်ကတနတ်သိမ့်ရအောင်ဥတာထန်ဘက်ကတနတ်တကာကလုပ်နေတာလည်းမရှိဘူး ခုဟာကကြော်တင်လက်ထောက်ချလို့သာဂျပန်ပေါ်တည်သွားတာပဲဖြစ်ရမည်။အသာထဲကလောက်ထတာကတော့အဆက်ဆက်ရွာတကြီးလှလာခဲ့သူတယောက်ဖို့တီမခံချင်းပြီးတော့တနက်ကဒီအိမ်ပေါ်မှာလည်းမရှိ။တနက်ကိုစီတော့ထုတ်ပိုးပြီးပဲမော်တိုင်ကျွှေရှောက်တာမှာဝတ်ထားခဲ့သည်။အခုရှာချင်းတပါဆိုတော့လည်းရှာကြယုံ။ဒီကြားထဲကြော်တင်ကကျုပ်ဆိုတာကိုနိုင်ချင်းတုံနေတာကိုနာကြပြင်ကန်လှသည်။ပြောလေတကြီးကျုပ်တို့အချိန်မရဘူး။ ထိန်ကုန်းတကြီးကိုပါဆယ်မှာလဲတက်လက်ရှိတာသွားသိမ့်ရအောင်မှာတနတ်မရှိဘူးကွာအင်္ဂလိပ်တပ်တွေပြန်ဆုတ်မယ်ဆိုတော့ပြန်အပ်ပါဆိုလို့အပ်လိုက်ရတယ်မင်းကွာကိုရွာသူရွာသားချင်းဂျပန်ခေါ်လာရတယ်လို့ကွာဂျပန်ဆိုသည့်စကားပါသွားတော့ဂျပန်စစ်ဘိုကငေါက်ခနဲမတ်တပ်ထားရသည်ကျော်တင်ကိုဂျပန်စကားနည်းပြန်မင်းနေသည်ကျော်တင်ကတသွက်လက်လက်မရှိတော့လဲမိโจမောင်ပြန်ဂျပန်စကားဖြင့်ပြန်ပြောနေပါဂျပန်စစ်ဘိုကပြန်ထိုင်သည် တိုင်တကြီးကြုတ်ပြောကောင်လို့တက်သွားတယ်မှတ်ပါအသာတကြီးထုတ်ပေးလိုက်ပါဒါကြုံနောက်ဆုံးပြောတာပဲတော်ပန်းရုံကမတက်ရရင်ခြေနေကိုကဲခန့်နေခဲ့သည်မဲ့အိမ်ကနေကျေးဦးဟာပဲမော်တိုင်ပေါ်ထန်းနွားစာလေးဖိမ့်ကြအောင်ထိန်ထားသည်ဝလုံးတန်းနေကြကချောင်းကြည့်နေခဲ့ကြသည် ကောင်းကောင်းတော့မမြင်ရအတန်နေအားလုံးကိုကြာနေရသည်ဂျပန်စစ်သားနှစ်ယောက်ကတနက်ကိုင်းဝိုင်းတိုက်ကိုလှည့်ပတ်ကြည့်နေကြသည် မဟိကန်တို့ရှိရာဘဲမော်တိုင်ရှိမှရဲကြရင်ပတ်ဝန်းကျင်ကိုအခဲခံနေကြသည်မဟိကန်တို့ပင်မလုံးရင်ဒါတော်ဘဲမော်မုံကလေးတွေတလင်းလင်းကြနေပါမင်းတို့ငါမှန်တာပြောနေတာပဲကွာငါမှမရှိတာဘဲနဲ့လုံးပေးရမှာလဲမင်းတို့ရှာနိုင်တာပဲရှာကြလीကွာရှာလို့တွင်ရင်ခမရမတတ်တာဘူးเนาะဒေါ်ပန်းယုံခမရတို့ကြုတ်စည်တနာနဲ့ပြောနေတာဗျာเนาะနောက်မှကြုတ်အပြစ်ကြုတ်အပြစ်မတင်နဲ့မောင်ကျော်တင် သူတနက်ကိစ္စအကြီးလဲမသိဘူး။တခါရွာသည်များတိုက်တွန်းကားလိုက်ရင်ဒီနောက်ပိုင်းတစ်ချက်မှပြစ်လိုက်ရတယ်လည်းမရှိပါဘူး။မင်းတခင်နေကိုမင်းကြည့်ပြောပါကွယ်။အမှုပွဲစားကြော်တင်းကမင်းတခင်တွေဆိုတာကိုအောင့်သွားဖို့ရပါ යි ။ညနာပြတ်သွားရကဂျပန်စစ်ဘိုကိုဂျပန်လိုပြောပြန်လေသည်။ဂျပန်စစ်ဘိုကဆက်ကနေမတ်တရက်ကဒေါသတကြီးအော်ဟစ်လိုက်သည်။ဝိုင်းတိုက်ထဲမှာလှည့်ကြည့်နေကြသည့်ဂျပန်စစ်သားနှစ်ယောက်ပင်အပြေးရောက်လာကြလေ။ ဂျပန်စစ်ဗိုလ်ကကျော်တင်ကိုမောင်းမဲနေတာတော့သိကြသည်ကျော်တင်ကလည်းပြန်ပြောသည်ကျော်တင်ကတခါမှတော့ဘာပြန်ပြောလိုက်သည်မသိဂျပန်စစ်ဗိုလ်ကဥတာထံပတ်လဲကဂျပန်လိုအော်လိုက်ရင်ပါဝေါ်တအားလွှဲရိုက်လိုက်သည်ဥတာထံခမညာမမျောလင့်တော့ရိုက်ချက်ကြောင့်နေသွားရကပုံကနေလဲကျသွားရှာတော့သည်တော်ပန်းယုံကချက်စင်ပွေပိုက်ပြီးမထူပေးတော့လဲဥဒါထံမှာယက်တီနိုင်စွမ်းမရှိသလိုတော်ပန်းရုံပေါ်လုံးလုံးကြီးမိလျက်ရှိလေသည် တော်ပန်းယုံကနိုင်သွေးပွေထူထားရကမလာအောင်ကိုလှန်ခေါ်လိုက်သည်မလာအောင်ကချက်ချင်းပြေးထွက်လာပြီးတစ်ဖက်ကဝင်ထူလိုက်ရသည်ဖိုးကူလာစမ်းပကြီးကိုလာတွဲစမ်းကြော်တင်နင်ဘလို့လုံလိုက်တာလဲနှင်းဖေအရွယ်ဟဲ့နင်တို့ရက်ဆက်လာချီလားတို့ကရိုက်ခိုင်းတာမဟုတ်ရပါဘူးဗျာအကျိုးချောင်ပြောပြတာပါခင်ဗျားတို့ကလည်းရှင့်ရင်ထုတ်ပေးလိုက်ဗျာသူတို့ကဘာမှညာမှာမဟုတ်ဘူးခင်ဗျားတို့နဲ့တော့ခက်ပါဗျာ ဥတာထန်းကဖိုးကူးလာတွဲလိုက်သဖြင့်မမတ်ကြီးပြန်ရနိုင်တော့လေပဇောင်ကိုလက်နှင့်အုပ်ထားလျက်ရှိလူတွဲဖိုးကူးကလည်းတဆက်ဆက်တုံလျက်ရှိမဟိန်ကန်ကဘာကိုမှမမြင်ရမမြင်ရတော့လေရိုက်လိုက်တန်းကိုရောအမိပန်းရုံတန်းကိုရော မလာအောင်ဤရန်တွေးတန်းလေးကိုပါကြားလိုက်ရသည့်အတွက်အသားတွေတဆက်ဆက်တုံနေခဲ့သည်စုကနေတက်လာခဲ့သောသွေးတွေကမွေဟာတကောင်ဤပါပြင်းလို့ငောက်ခနေထလာတဲ့ကဲသူရှိလေသည် ချက်ချင်းပင်ပဲမော်တိုက်ပေါ်ကခုံစင်းရန်လှဲလိုက်သည်ကျေးဦးကလှေခနဲရိမ်မိလိုက်သဖြင့်မဟင်ကံကိုခါကဖတ်ရင်လှဲချလိုက်သည်ပဲယိုးပဲမော်တွေပြောင်ယိုးချောက်စင်းစားတွေပေါ်နှစ်ယောက်သာလှဲချသွားသည်ထိကျေးဦးကမလို့ဖဲ့စမ်းကျေးဦးကြော်တင်ကိုငါရင်ဆိုင်လိုက်စမ်းမယ်ဒင်းကလူပါဝါလို့မဟင်ကံရဲ့သူတို့ကတနက်တီနဲ့ပါရင်ဆိတ်လျှော့လိုက်ပါရုပ်စုကုန်ပါမယ်ရှစ်ကြီးခိုးပါရဲ့ ကျေးဝါစုဖတ်လဲထားသလိုမအိမ်ကန်ကလည်းစုယုံနေသည်အမေပန်းယုံခမားသမီးနှင့်ကျေးဝါကိုလည်းလှမ်းပြီးစိတ်ပူနေရသည်စိတ်ပူတာကနှမျိုးမအိမ်ကန်ဤစိတ်ကိုတည်တာလဲပါသည်မအိမ်ကန်ကိုဂျပန်စစ်သားတွေတွေ့သွားမှာကိုလည်းပူရသည်အကယ်၍တဏ္ဍမရလို့သမီးတော်တစားခံခေါ်သွားမှာကိုစူရင်မိချင်းဖြစ်သည်ဖះဖះထွက်မလာကြပါစေနဲ့ကြော်ဒီမင်းဦးလေးပြောတာယုံပါကွယ်အကြီးတို့လည်းမသိရရောအမှန်ပါ အိမ်မှာတတ်နဲ့မတွေ့တာလဲကြာပါပြီငါပြင်ကောင်းထဲတော့မရှိပါဘူးမင်းပြောပြလိုက်ပါကျော်တင်ကခေါင်းကိုခါလိုက်သည်ဒီကောင်းခါမူကတော့ပန်းယုံပြောတာကိုမယုံတာလဲဖြစ်နိုင်သည်ဂျပန်စစ်ဘိုလ်ကိုမပြောချင်းဆိုသည်တော့လဲဖြစ်နိုင်သည်တို့တော့သူတို့မူရတွေကတဏ္ဍမြလို့တော့မပြန်လीဆိုသည်မျက်နာတွေဂျပန်စစ်ဘိုလ်ကထအော်လိုက်ပြန်တော့ဥတာထံကိုတွဲထားကြသည်မလာအောင်နေဖိုကူတော်ပင်တုံသွားကြလीအ ကျော်တင်ကိုဂျပန်စကားဖြင့်မေးမြန်းသည်ကျော်တင်ကဘာပြန်ပြောသည်မသိဂျပန်စစ်ဗိုလ်ကခါခါ၆လုံးပြုတ်ကိုဆွဲထုတ်ပြီးဦးသားထန်တစ်ဖူးကိုတက်တဲကြီးချိန်လေတော်သည်နှစ်ဖူးကိုချိန်ထားရင်အော်နေဒီတန်ကဘလူးတပတ်တကောင်ပြေးဝေးပြင်ထွက်စီစီဖောက်ထွက်သည်ပမာတတကြီးခါလျက်ရှိ၆လုံးပြုတ်ကြီးစံကအချိန်မီထွက်သွားနိုင်သည်ဖြစ်လေရာအားလုံးညင်တက်သွားခဲ့ကြသည်အမှုပွဲစားဂျပန်လိုတော်ကြီးကျော်ဒီပင် ထိတ်ခနဲဖြစ်သွားခဲ့လေသည် ဒေါ်ပန်းယောင်ကချက်ချင်းပင်ဂျပန်စစ်ဗိုလ်၏တနက်ကိုင်းလက်ကိုဆွဲကာဘေးကိုဖယ်ပြစ်လိုက်သည်သို့သောဂျပန်စစ်ဗိုလ်ကတမာလာသည်ဖြင့်ရာဒေါ်ပန်းယောင်ကိုတနက်ကိုင်းလက်ဖြင့်ရိုက်ချလိုက်လေသည်ဒေါ်ပန်းယောင်ပုံကြသွားသည့်အခါမလာအိုဤကြောင်လန်တစားအော်တန်ကကျေလောင်စွာထွက်ပေါ်လာခဲ့တော်သည်ဒေါ်ပန်းယောင်မှာမြေပေါ်ခွေခွေလေးလဲကြနေကနှထင်ကသွေးတွေတူတူတွေစီးကြနေလေပြီဂျပန်စစ်ဗိုလ်၏ခန်းဆောင်မှုမပါသည့်အေးဆက်ဆက်မျက်နှာက သွေးဖြင့်ရက်စက်မြည်ပုံရှိနေခဲ့သည်ထိုဝိုင်းဝိုင်းမျက်မှန်တွေကမျက်လုံးမမေးသည်ဘာကိုမှမမြင်ရသောကြောင်တောင်ကန်လင်းတို့ကောင်ပေါ်မှာဥတာထံကိုသာဆက်ဆိုင်ကြီးကြီးလျက်ရှိဂျပန်စစ်ဘိုးကလဲကျသွားသောတော်ပန်းရံကိုတစ်ချက်ကလေးဖယ်မကြည့်ပဲသူ့ခြောက်လုံးပြူကိုအပေါ်မြှောက်တင်လိုက်ဒီတစ်ခါမှတော့ဥတာထံဝှထားသောပင်ဖြူတိုက်ပုံဟာကြားကရင်ဘတ်တဲတဲကို ထောင်းလိုက်ခြင်းပြည် ဂျပန်စစ်ဗိုလ်ရေးနှကန်းတွေကတဆက်ဆက်လုံလဲရှိရာထူထဲသောနှကန်းမွေးနှစ်ဖက်ကလည်းတဆက်ဆက်ခုန်လျက်ရှိနေလေတောင့်တင်လာသောလက်ကိုစံထားရင်းကအမတ်စင်ရေ တွက်နေတကယ်တော့တစ်စက္ကန့်မီတစ်စက္ကန့်ကြော်ပြက်လျက်ရှိပါ၏ထိုစင်မှာပင်အိမ်တွင် တိုင်ကဲနိုင်ကြီးစီကမနေ့ခင်းဆယ်နိုင် ထိုတန်ဆဲချက်သည်တင်းကနေတင်းကနေမိလာခဲ့သည်တင်းတင်းတင်း မိုတန်ကဤကနေထွက်လာခဲ့သည်ကြောက်ရွံ့ထိတ်လန့်ခြင်းကြေကွဲဝမ်းနေခြင်းခိုကိုရမဲခြင်းစသည့်ခံစားမှုများဖြစ်ရှိလာခဲ့ရကငိုလိုက်ခြင်းဖြစ်သည်ညဆက်လာသောဒိဋ္ဌာယုံကို စက္ကန့်ပိုင်းတွင်မြင်လိုက်ရမှာကိုမမြင်ဝမကြားဝရှိနေခဲ့သည် မလာအောင်ကမြေပေါ်မှာထိုင်ချလိုက်ရင်တော်ပန်းယုံကိုပေါင်ပေါ်ပွတ်တင်လိုက်သည်ခွဲသွားသောနဖူးဆက်ကသွေးတွေမြေမကောင်းအောင်ထွက်နေတာကိုလက်ဖွာဖြင့်တုတ်ပင်းနေခဲ့သည် သွေးတွေပေကျနေသောလက်ဖွားကိုအင်ဂျင်ရင်ဘက်မှတုံနေခဲ့သဖြင့်မလားအောင်ရင်ဘက်တစ်ခုလုံးချင်းချင်းရဲလျက်ရှိပါ၏ဒီနေ့မှကုဖုံးဝင်နေဖို့တော်တော်သားဖားနှစ်ယောက်စလုံးပဲလုံးတိုက်ရန်မနှက်စစောကားပြီတော်ထဲလဲပြင်းထွက်သွားကြပေးရာဒီချိန်ဆိုရင်တစ်ခေါက်ပြန်လာခံနေကြပြီမလားအောင်မှလင်းနှစ်သားအတွက်ပူမိရသေးကြကတတိမြားသေးသောတော်ပန်းရုံတွင်ပူကြီးပူနေရရှာသည်မြင်တွင်ကမကောင်းလှပါ တကြည်ဦးတာထံကတော့ကြာရောက်လာတော့ပြီးစိုးကိုရင်ဆိုင်တော်မြင်တွင်ပြင်မျက်စီကိုစုံမိတ်ထားလိုက်ချာသည်ပဲမော်တိုင်းကျွှျှောက်တမ်းမှာတနက်ရှိတော်လဲအိမ်မှာမရှိကြကြောက်ကန်ပြောမိခဲ့ပြီးအခုမှရှိပါသည်ယူပေးပါမည်ပြောလိုက်ရင်းကောင်းတကယ်တော့အင်္ဂလိပ်မင်းကသူ့ကိုအတိမတ်ပြုစူးချထားတာမို့နှမျောသဖြင့်ဖွက်ထားမိခြင်းသာဖြစ်တနက်ကိုခင်တွင်လာတာထက်ဂုံယူလိုခြင်းတသက်သာရှိပါ යි ။ ဂျပန်စစ်သားနှစ်ယောက်ကပါတနက်ကိုစီဖြင့်ချိန်လျက်ရှိရာစကားကွန်းထွက်ရန်ပင်လေကြောင်းနှင့်အကွဲနေသလိုခံစားနေရသည်အမှုပွဲစားကြော်တင်ကတော့သူမွေးခဲ့သည်မီ သူမငိမ့်နိုင်တော့သလိုတွေ့တွေ့ကြီးရနေလေသည် ထိုတရင်ကကလေးမှပြီးရိတ်ခနဲလှူရှားသွားသောရေတရေသည် အလွန်လင်းမြန်စွာကိုထင်ပြလိုက်သည်ပမာ အာလုံးဤရှေ့မှကိုရောက်ရှိလာလေလက်ထဲမှာပြောင်းရှင်နှလုံးပြူတနက်ကိုကရင်ပေါ်လာခဲ့ခြင်းဖြစ်သည်မအင်ကန်း မဲ့အီကန်ကမှုပွဲစားကြော်တင်ဤလဲကြောင်းကိုတနက်ပြောင်းထောင်းလိုက်မောင်းခွင်းထဲကိုလက်ညိုထဲကကွေထားလိုက်သည်နည်းနည်းလောက်မြင့်လိုက်ုံဖြင့်ကြည်စံထွက်သွားရန်သာရှိတော်သည်ဥတာထန်ဤညဘက်ကိုချိန်ထားသောဂျပန်စစ်ဗိုလ်ကြီးခြောက်လုံးပြူတနက်ကမဲ့အီကန်ဘက်ကိုလှည့်လိုက်သည်နေတစ်ချိန်တည်းဂျပန်စစ်သားနှောင်ဤတနက်ရှိကြီးနှလက်ကလည်းမဲ့အီကန်ဘက်စက်ကနေထိုးလဲလိုက်ကြသည်မဲ့အီကန်ရဲ့ ငယ်တန်းပေါအွန်လိုက်တော့မလာအောင်ရေတန်းကကြဲကြဲလောင်လောင်ဆူဆူဝါးဝါးကြီးထွက်ပေါ်လာခဲ့လေသည်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်